လောစီဒေတာကတာရင်တန်ရကုလသမဂ္ဂရဲ့ယာတိဥဒုအစီအွေချင်းမနေစမှာညရာပါဆန်ခဲ့အတွက်ဆန္ဒထုတ်ပေါ်ခဲ့တယ်ဆိုတဲ့တင်ပြသဆက်ပေးမှာဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့တရင်ရရဘရာဇီးနိုင်ငံဘယ်လီနိုမှာ ချင်းပါနေတဲ့ကုလသမဂ္ဂရဲ့ COB တတိယာတိဥတုထိတ်တိစီဝဲချင်းပါရနေရကွာနိုဝင်ဘာလ12ရက်နေ့ကဇာတိတိုင်ရင်သာစာနာကြသူဒါဇင်ပေါင်းများစွာဝင်ရောက်ဖို့တိုးစားခဲ့တဲ့ခါမှာလုံချိုရေးတပ်ဖွဲ့တွေနဲ့ရုံးဝန်ဆောင်ကပြည်ပကချစ်ပွားခဲ့တယ်လို့ CNN တင်ပြဌာနကလည်းသိရှိရပါတယ်။တောဆိုချက်တွေအနေနဲ့စာနာကြသူတွေကယာတိဥတုဆိုင်ရာအရေးယူဆောင်ရမှုတက်တော်နဲ့ကာကွယ်ရေးညီအားပါစပ်ခွေတွေတောဆိုခဲ့ပြီးလံကောင်တို့ဤနေရာတွေကိုစာရွေးလုံငန်း ရေနဲ့ချပင်မှုနဲ့တရားမဝေတစ်ခိုးထုတ်မှုတွေကနေကင်းဝေးစေလိုကြောင်းပြောကြားခဲ့ပါတယ်။ပရိပက္ခဖြစ်ပွားပုံကစီဝေးကျင်းပရာနေရာကိုဒေါ်ရတကြီးအော်ဟိတ်ဆန္ဒပြသူတွေကဝင်းသွင်းကိုဝင်ရောက်ဖို့တောင်းဆိုခဲ့တဲ့အခါမှာလော်ဂျိုနေတပ်ဖွဲ့တွေကဇပွဲတွေနဲ့ကာကွယ်ပြုပြီးတွန့်ထုတ်ခဲ့ပါတယ်။ဆန္ဒပြသူတို့ကပုံတန်ကြီးတွေနဲ့ပြစ်ပေါက်ခဲ့ရမှာလုံချိုးကြီးဝင်တဲ့အူအသေးစားတန်ရတွေရရှိခဲ့ပြီးတအူးမှာ1 byte ထိကိုင်ရင်နဲ့ဘိန်းတက်ကလက်တာနဲ့ခေါ်ဆောင်သွားခဲ့ရတယ်လို့သိထားပါဗျ။ တောက်ဆက်သွဲအနေနဲ့ရုံးဝိစာကချက်ပွားပြီးတိတ်မကြောက်မှာကျန်းသာနာကြသူတွေကလူစုခွဲသွားခဲ့ကြပါတယ်ကုလသမဂ္ဂနဲ့လုံချုံရေးတာဝန်ရှိသူပြောရေးဆိုခဲ့ရှိသူကလုံချုံရေးကာကွယ်တွေဖောက်ထွင်းခံရမှုဝန်ထမ်းနှစ်ဦးထိခိုက်ခံရမှုနဲ့ညီလာခံတွေကအနေငယ်ကျဆင်းခဲ့မှုရှိခဲ့တယ်ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်